စေကဝင်ွေကိုအမြဲတမ်းဝင်နေခြင်းတဲ့သူတယောက်ဖြစ်ရှင်တော့။ဒါမှမဟုတ်ဒီနေ့ကိုယ့်ရဲ့ဝင်ွေကိုဟုတ်လားဘယ်လိုပုံစံမျိုးများများဝင်လာဖို့အတွက်ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်တို့ကအခုကျွန်တော်တို့အခုလိုမျိုးဒါဆိုရှယ်မီဒီယာခေတ်မှာကျွန်တော်တို့ရဲ့အတွေးခွာလေးတွေတော့ကျွန်တော်တို့လုပ်ရမယ်နေ့စဉ်လုပ်ရမယ်အရာလေးတွေကိုတော့ကျွန်တော်တို့ဟာအလုပ်လုပ်တတ်ဖို့အဲ့ဒါအရင်ကမှအရေးကြီးပါတယ် ။အားလုံးတို့ဒီနေ့မိတ်ဆွေတို့စီကိုဝင်ငွေရဲ့အမြင်ဝင်ငွေရဲ့အမြင်ဆုံးဝင်ငွေတွေများများမိတ်ဆွေတို့စီကိုဝင်လာစေဖို့အတွက်ဆိုလို့ရှိရင်မိတ်ဆွေဒီအချက်လေး၅ချက်ကိုတာမိတ်ဆွေလည်းလုပ်ကြည့်ပါ။နော်။အဲ့တော့ဒီနေ့မိတ်ဆွေတို့ဘဝမှာဝင်ငွေတွေများများဝင်လာတဲ့သူတယောက်ဖြစ်ဖို့အတွက်ဆိုရင်မိတ်ဆွေတို့ဒီအချက်၅ချက်ကိုတော့မိတ်ဆွေတို့သိချာအရင်စိုက်ပြီးနားထောင်သွားပါ။နံပါတ်၁အချက်ကမိတ်ဆွေတို့အိယာစောစောထပါ ကျွန်တော်လူတယောက်ရေးတာလုံးနေတဲ့လုပ်ငန်းတစ်ခုမှာကျွန်တော်တို့ရေးတာကိုယ့်ရေးကိုယ့်ကိုယ်ကိုတတ်မှတ်ချက်တစ်ခုပေးတာပေါ့နော်ကျွန်တော်မနက်မိုးလောက်အဲ့ရထားတာပြင်းတာတို့အဲ့ရထားနောက်ကြားတာတို့ဆိုလို့ရှိရင်ကျွန်တော်တို့ကသူများရေးအနောက်မှာပဲတင်နေခဲ့မှာဖြစ်တယ်နော်ဒါကြောင့်မို့ဒီနေ့မိတ်ဆွေတို့ရေးတာနော်ဘဝမှာပြောင်းလဲတဲ့သူတရားအမြဲဆုံးဖြစ်ဖို့အတွက်ဝင်ဝင်များစွာကိုပိုင်ဆိုင်နေတဲ့သူတရားဖြစ်ဖို့အတွက် မိတ်ဆွေတို့ရဲ့အရှင်ကိုစီမံရမယ်။ဒါကြောင့်မို့ဒီနေ့လည်းမိတ်ဆွေတို့ အဲ့ရစောစောထားဖို့အတွက်ကိုယ့်ကိုအကျင့်လုပ်ရမယ်။နံပါတ်2အချက်ကကျွန်တော်တို့ကိုယ့်ရဲ့ lifestyle ပြောင်းလဲရမယ်။ကိုယ်ဘယ်လိုမျိုးဖြစ်ချင်တာလဲကိုယ့်ရဲ့ lifestyle ကိုကျွန်တော်တို့ပြောင်းလဲနိုင်ရမယ်။ကိုယ်ဘယ်လိုဖြစ်ချင်တာဘယ်နှလားအတွဲမှာကိုယ်ဘာဖြစ်ချင်တာလဲဘယ်နှနှစ်အတွဲမှာကိုယ့်ရဲ့ lifestyle ဘယ်လိုမျိုးပြောင်းလဲစီချင်တာလဲ။နော်။အနံပါတ်2အချက်ဖြစ်ပါတယ်။နံပါတ်3အချက်လေ့ကျင့်ခက်တယ်ကိုလေကျွန်တော်လုံးဆောင်ရမယ်။ ကျွန်တော်တို့ခန္ဓာကိုယ်ကာယပေါ့သွေးဘူးလေ့ကျင့်ခန့်ကျွန်တော်တို့ရှိရမယ်ကျွန်တော်တို့ဘဝမှာစူးစမ်းနေတဲ့သူတယောက်ကကျွန်တော်တို့ခန္ဓာကိုယ်ခန္ဓာကိုယ်ရောလှုပ်ချက်လှုပ်ရှားမှုပေါ့နော်သွေးဘူးလေ့ကျင့်ခန့်ကျွန်တော်တို့ရှိကိုရှိရမယ်နော်ဒါမှသာလေကျွန်တော်တို့ကအတွေးခွာတယ်ကျွန်တော်တို့ကဥမှုတ်တယ်ဟာပို့ပေးအလုံးလုံးစင်လာမှာဖြစ်တယ်ဒါဝင်ဝင်အမြင်ဆုံးရဖို့အတွက်ဆိုရင်ဒီအချက်လက်တွေကိုမိတ်ဆိုလုပ်ကိုလုပ်ရမယ်နံပါတ်၄ချက်က နေ့စဉ်သင်ယူပါနေ့စဉ်နဲ့အမြသင်ယူမှုကိုအလုပ်လုပ်ပါလူတော်တော်များကကျွန်တော်တို့အောင်မြင်ခြင်းနဲ့ဒါပေမဲ့ကျွန်တော်ကသင်ယူမှုကိုပြီးလေတေချာတဲ့မိတ်ဆွေကဒီလိုမျိုးဝင်ငွေတဲ့အမြဲတမ်းအဆက်မပြတ်ဝင်ငွေမှန်တဲ့သူတယောက်ဖြစ်ဖို့အတွက်ဆိုရင်မိတ်ဆွေကသင်ယူတောင်းတဲ့သူတယောက်ဖြစ်ဖို့လိုတယ်ဒါကြောင့်ဒီနေ့မိတ်ဆွေတို့ဒီသင်ယူမှုကိုလေလုံးဝမပြေးပါနဲ့ဒီသင်ယူမှုကိုလုံးဝ ြင်းလို့မရဘူးတကယ်မိတ်ဆွေကဒီတင်ယူခြင်းကိုပြင်းသွားပြီဆိုရင်မိတ်ဆွေလိုချင်တဲ့ဝင်ဝင်အမောက်လေးမိတ်ဆွေမှာရဖို့အတွက်မိတ်ဆွေမှာနေလက်မရှိဘူးမိတ်ဆွေမှာအကြံဉာဏ်ကောင်းမရှိဘူးမိတ်ဆွေမှာအသေးဖာကောင်းတယ်ဖွက်လာလိမ့်မယ်မဟုတ်ဘူးဒါကြောင့်မို့ဒီနေ့မိတ်ဆွေတို့တင်ယူမှုကိုလည်းဥစားပေးဖို့လိုအပ်တယ်ခင်ဗျာနော်โอเคနောက်ဆုံးပဲနံပါတ်5အချက်ကမိတ်ဆွေတို့ဟုတ်လားတနေ့တာကိုပြန်သုံးသပ်ပါဒီနေ့ကိုတနေ့တာမှာဘာတွေလုပ်ဖြစ်ခဲ့လဲ ီနေ့မိတ်ဆွေတနေ့တာမှာဘလိုမျိုးပြတ်တန်းခဲ့လဲဒီနေ့ကိုယ့်ရဲ့တနေ့တာပြတ်တန်းမှုကိုကိုကိုတိုင်ပြန်သုံးသပ်ရမယ်နော်ဒီနေ့မိတ်ဆွေတနေ့တာမှာဘာတွေလုပ်ခဲ့မိလဲမိတ်ဆွေလုပ်ခဲ့တဲ့အခါမှာရောမိတ်ဆွေရလဲထွက်ခဲ့လားဒီနေ့မိတ်ဆွေတနေ့တာပြတ်တန်းလိုက်တဲ့အချိန်မှာမိတ်ဆွေဘလိုမျိုးရလဲတရခဲ့လဲဘလိုမျိုးတိုးတက်မှုတွေရှိခဲ့တယ်ဘသူ့အတွက်ပြောင်းလဲခဲ့လဲကိုယ့်အတွက်ရောတိုးတက်မှုကိုရှိခဲ့လားနော် ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့တနေ့တာစက်တမ်းမှုကိုကျွန်တော်တို့ကိုကိုရဲပြန်လီပြီးသုံးသက်ခြင်းတွေကိုလည်းကျွန်တော်လုပ်ဆောင်ရမှာဖြစ်တယ်။ဒီမိတ်ဆွေတနေ့တာကိုရဲပြတ်တမ်းမှုတွေကိုမိတ်ဆွေကိုရဲချက်တမ်းခြင်းမရှိဘူးဆိုရင်ဒီနေ့သိချတယ်။မိတ်ဆွေလိုချင်တဲ့လိုချင်တဲ့ဝင်ငွေဘလို့ဝင်ငွေကြလာပါလဲ။ဘလို့ဝင်ငွေမျိုးဝင်လာပါလဲဆိုတာမိတ်ဆွေသိမှာမဟုတ်ဘူး။အဲဒါဆိုဒီနေ့မိတ်ဆွေတို့ဘဝမှာဝင်ငွေနော်ဝင်ငွေများစွာကိုဝင်တဲ့အမြဲဆုံးဝင်တဲ့သူတယောက် ဖြစ်လာဖို့ address နဲ့ message ဒီအချက်လေး၅ချက်ကိုတော့ message လို့လုပ်ကြည့်ကြည့်ပါအဲဒီ message မှာဒီအချက်၅ချက်မရှိပြဖို့ဆိုရင်ဒီနေ့က service message လို့အမြင်ဆုံးပြုပြင်နိုင်ကြပြုပြင်နိုင်ပါစေအမြင်ဆုံးလဲ message တွေဝင်ငွေတွေများစွာကိုပိုင်ဆိုင်ရတဲ့ဆိုတော့ကြပါစေကျွန်တော်အားတော့ process ပြပါမယ်အားလုံးပဲနောက်ထပ် video ပါကြပါလဲ